thank uh you -huh. ်မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။လာရှုဒေတာကန်များထောင်ချီဆန္ဒထုတ်ဖော်ရေးကြောင်းတင်ဆက်ပေးပါမယ်။လာရှုဒေတာကန်တွေကကိုကန် MND အဖွဲ့တွေကိုလာရှုမှာဆက်လက်ရှိနေဖို့တောင်းဆိုကြပြီးတရုတ်ကိုလည်း၎င်းတို့အရေးဝင်ရောက်ဆက်ဖက်ခြင်းမပြုဖို့ကန့်ကွက်ဆန္ဒပြခဲ့ကြပါရယ်။ပြီးခဲ့တဲ့စနေနေ့ကစစ်တပ်က MND အဖွဲ့နဲ့နောက်တစ်ကြိမ်ဆွေးနွေးခဲ့ကြတဲ့အခါလာရှုကိုစစ်တပ်လက်ထက်ထိုးအပ်သွားမှာကိုစိုးရိမ်နာကြောင်းလို့ဆန္ဒထုတ်ဖော်ပွဲကိုဦးဆောင်သူတအုပ်ကပြောပြခဲ့ပါရယ်။အဲဒီဆွေးနွေးပွဲကလာ ရှုံအရေးအဓိကထားဆွနေမယ်လို့သိထားပြီးမြို့ကန်တွေက MNDA အုပ်ချုပ်မှုအောက်မှာလုံခြုံစိတ်ချပြီးမြည်သူများစစ်တပ်လက်အောက်မှာမနေလို့လို့ယူဆထားလို့ဖြစ်ပါတယ်။ ကြာတာပရိညာမှာလာရှုမျိုးလည်းရှိအထင်ကရနေရာတွေမှာလာရောက်စုဝေးကြပြီးတိမ့်ဆိတ်စွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီးနိုင်ငံများပေါ်မှာတရုတ်သမ္မတရှီကျင်းဖြင့်ကိုကန့်ကွက်တဲ့ပိုစတာတွေကတ်ထားခဲ့ပါတယ်။ဆန္ဒထုတ်ဖော်သူတွေကတရုတ်အစိုးရရဲ့အာဏာသိမ်းဖွဲ့ကိုထောက်ခံနေခြင်းကမြန်မာပြည်သူတို့ကိုထိခိုက်နှစ်နာနေရလို့တရုတ်အနေနဲ့မြန်မာရဲ့အချုပ်အခြာအာဏာကိုလေးစားဖို့နဲ့စစ်တပ်ကိုအကူအညီပေးနေခြင်းကိုရက်စဲဖို့တောင်းဆိုခဲ့ပါတယ်။လက်ရှိမှာ MNDA ကလာရှုကိုအုပ်ချုပ်နေစေဖြစ်ပြီးမြန်မာယူရတကြံပွဲကျင်းပရန်စီစဉ်နေရလို့သိရပါတယ်။၎င်း တို့လာရှုမှာစုခွာသွားရင်ရှိရဲဆိုတာနဲ့ပတ်သက်ပြီးတရားဝင်ကြီးညာချက်ထုတ်ပြန်ခြင်းတော့မရှိပါဘူးတရုတ်မှ MND ရဲ့အုပ်ချုပ်ရေးခရိုင်လေးခုနဲ့လာရှုရှိထိတ်တန့်တမူးတွေကိုဆင့်ခေါ်ထားပြီးတပတ်နီနီဆွေးနွေးနေကြတယ်လို့သိရပါတယ်ဇန်နဝါရီလအတွင်းပြုလုပ်တဲ့ဆွေးနွေးပွဲတွေမှာအပြစ်ခတ်ရဆိုင်ရေးသဘောတူညီမှုရခဲ့ပြီးတရုတ်ဘက်မှကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်ပေးခဲ့ပြီးဖြစ်ပါတယ်ဒါ့ပြင်မဲ့အချိန်မီ၍ပြန်ပိတ်ပြစ်နိုင်တယ်လို့ချိန်ချောက်လာလို့ကိုကတ်အာနာပိုင်များကဒေသခံတွေကိုမရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်းတွေဝယ်ယူစုဆောင်ထားဖို့အကြံပေးခဲ့ပါတယ် လက်ရှိမှာတော့ MNDA အနေနဲ့ What is the deed for the dead ကိုသာစဉ်းစားကြရတော့မှာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုံရအိနီးချင်းနိုင်ငံတွေရဲ့စောင့်ထိုင်ရတဲ့ကျင်းဝင်တရားတွေကင်းမြင့်နေရကိုပြဆိုတဲ့လုံရအဖြစ်ကိုနိုင်ငံသားတွေကိုဘုံချဲတပ်ပြတ်နေတဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းကို AB 3ရက်4ရက်မှာဘန်ကောက်မှာကျင်းပဖို့ရှိနေတဲ့တောင်အာရှနိုင်ငံများအသင်းဘင်းစတတ်ထိပ်သီးအစည်းအဝေးကိုပထမဆုံးချိန်တက်ရောက်ခွင့်ပြုလိုက်ပြီလို့သိရပါတယ်။ဒီအစည်းအဝေးကိုအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ကြံဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါ်၊တရီလင်္ကာနဲ့ ထိုင်းတို့နဲ့အတူတူတက်ရောက်ရမယ်လို့သိရပါတယ်။မင်းအောင်လိုင်းကရှီချင်းဖြစ်နေမျက်နှာချင်းဆိုင်ခွင့်မရတော့လဲမိုဒီနဲ့ပထမဆုံးချင်းတွေ့ခွင့်ရသွားပါပြီ။ဒါပေမဲ့ကြံဖွဲ့ဝင်နိုင်ငံတွေကစစ်ကောင်ဆောင်တွေကိုမျက်စိမိတ်ထားတဲ့အတွက်မြန်မာနိုင်ငံအတွင်းကြီးထွားလာတဲ့ကြားဖြန့်ခိုင်းတွေရဲ့ဖမ်းဆီးခံထားရတယ်။၎င်းတို့ရဲ့နိုင်ငံသားတွေရဲ့အရေးကိုဝိုင်းဝန်းမေးမြန်းခံမယ်အရေးကိုမမှုပဲမျက်နှာပြောင်တိုက်တက်အောင်မှလည်းဖြစ်ပါတယ်။မိုဒီမှလည်းစစ်တွေစိတ်ကံအတွက်အိန္ဒိယရဲ့အကျိုးစီးပွားကိုမြည်တိမြည်ပုံဖြစ်ကကာကွယ်ပြီးမှလည်းနေဆက်ဖြတ်ကျော်ဝင်ရောက်တဲ့ဒုက္ခသည်များအရေးမေးခွန်း ထုတ်လာတော့မှာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်းအခုခါတောက်ပံ့ခြင်းတွေဖြတ်တောက်ခံလာပြီးဖြစ်ပြီးရိုဟင်ဂျာဒုက္ခသည်တွေပြန်လည်လက်ခံရေးကိုအပူတပြင်းဆွေးနွေးတော့မှာဖြစ်ပါတယ်မင်းအောင်လိုင်ဖိုကနေချာဂိတ်တွေအားလုံးတခုတလေမြန်ထိန်းချုပ်နိုင်ခြင်းမရှိရောလို့ဘယ်လိုပြောမလဲဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်မလ21ရက်နေ့ဂျပန်တိုင်းရဲ့လွှတ်တော်မှာနိုင်ငံဆိုင်ဝင်ကြီးတာကီရှိအီဝါယာကမင်းအောင်လိုင်ရဲ့ရွှေကောက်ပွဲဆိုတာနဲ့ပတ်သက်ပြီးလွန်စွာစိုးရိမ်မကင်ဖြစ်ရကြောင်းဂျပန်အစိုးရရဲ့တန်တရားရှိနေမှုကိုတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပြီးဖြစ်ပါတယ်မင်းအောင်လိုင်ရဲ့မီကာဝက်တရားရှိနျူကလ িয়ার တပ်ပေါင်းဖိုကအခု ုကာနေပြီးတော့ဤမှာတိစဖို့ရွေးချယ်ထားပြီဖြစ်ပြီး၆လုံးတန်းနေလူကြီးလူကောင်းများအတွက်ရတမအေးစရာဖြစ်လာပါတယ်ဒီလိုရွေးချယ်ထားတဲ့အကြောင်းကိုရုရှားအစိုးရနျူကလ িয়ার စွမ်းအင်ဌာနရိုစတော်ရဲ့အမှုဆောင်ရရှိချုပ်မှာရုရှားရုပ်မြင်သံကြားနဲ့တွေ့ဆုံမိမြန်ကန်မှာထုတ်ပေါ်ပြောဆိုသွားတယ်လို့ဖော်ပြထားပါတယ်ဆက်လက်ပြီးလေးမျက်နှာမျိုးနဲ့မှာစစ်ဘေးရှောင်နေတဲ့ဒေသခံတွေပြန်မလာပါကနေအိမ်များကိုချိန်ပေးမယ်လို့စစ်ကောင်စီချင်းချောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ် AR တိုင်းဟင်းတရခရိုင်လေးမျက်နှာမျိုးနဲ့ရှုံးမအဆက်မှာထီးထွေးတိုက်ပွဲများပြင်းထန်နေတဲ့အတွက်စစ်ဘေးရ ရှောင်နေတဲ့ဒေသခံတွေကိုပြန်မလာပါကနေအိမ်များချိတ်ပိတ်မယ်လို့စစ်ကောင်စီကထိန်းချုပ်နေကြောင်းဒေသခံတွေစီကသိရပါဗျ။ ိုင်ပွဲမဖြစ်ပွားသေးရင်ကျေးရွာအုပ်စုများမှစစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာပြီးဘာသာရေးဆောင်နဲ့လူနေအိမ်များတွင်ကိုပါဝင်ရောက်နေထိုင်မှုကြောင့်ဒေသခံများရှောင်တိန်ထွက်ပြေးနေရကြောင်းသိရပါတယ်။လူမရှိတဲ့နေအိမ်တွေမှာသူတို့တက်နေကြတော့စစ်ဖြစ်လာရင်သူတို့အကာအကွယ်ပေးမှာဆိုလို့အစည်းအဝေးခေါ်ပြီးဒေသခံတွေကိုပြန်ခေါ်နေတယ်လို့လေးမျက်နှာမျိုးကန်တောင်ကပြောပါတယ်။ပြီးခဲ့တဲ့မလ20ရက်ကစစ်ကောင်စီတပ်တွေကအစည်းအဝေးပြုလုပ်ပြီးနေအိမ်ဆွန့်ခွာထွက်ပြေးသူတွေပြန်မလာပါကနေအိမ်တွေကိုချိတ်ပိတ်မယ်လို့ချိန်ချပြီးအုပ်ချုပ်ရေးပိုင်းကိုဖိအားပေးထားကြောင်းဒေသခံတွေစီကသိရပါတယ်။ဆက်ဆ တ်ယူချင်းလေတုံတော့ရွာဘက်မှာတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီကအနေကြောင့်မှပုံချင်းချင်းအပြင်ဒရုန်းပုံးနေနေပါအပြင်းထန်တိုက်ခိုက်နေရလို့ဒေသခံတွေကဆိုပါတယ်အမြောက်တန်းအာမတ344နဲ့ဝင်းကျင်ရွာတွေမှာလည်းဒေသခံတွေစစ်ပေးရှောင်နေရပြီးစစ်ကောင်စီကဒေသခံတွေကိုနေအိမ်များတွင်ပြန်လည်နေထိုင်ကြဖို့ဖိအားပေးလျက်ရှိပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတိုက်ပွဲပြင်းထန်လာတဲ့ကျေးရွာတွေနီးမှာတပ်ဆွဲပြီးဒေသခံတွေကိုပြန်လည်ခေါ်ယူခြင်းစစ်မှုရန်ဟောင်းများပြည်သူစစ်များစိုက်ပျိုးရေးမွေးမြူရေးဘက်မှစစ်ကောင်စီတပ်သားတွေကိုပါရှေ့နှံပို့ဆောင်ရတဲ့အထိစစ်ရှုံးနေက ကြောင်းတပ်တရင်အရှင်မြစ်တွေကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။တိုက်ပွဲတွင်ပြင်းထန်နေတဲ့ကြောက်ဖြူကိုတရုတ်ကြီးစားစစ်သားတွေရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းများရှင်ရကြောက်ဖြူမျိုးနဲ့မှာတိုက်ပွဲများအထင်ထန်ဖြစ်ပွားပြီးရင်နောက်တရုတ်ကြီးစားစစ်သားတွေကြောက်ဖြူကိုရရှိလာတယ်လို့သိရပါတယ်။စည်ရေးသတင်းတွေကိုလေ့လာသူဒေသခံတအုပ်ကသူတို့ကတရုတ်စစ်ဝင်ဆောင်တဲ့မဟုတ်ပဲမြန်မာစစ်တပ်ဝတ်ဆောင်နေဝတ်ပြီးအသွင်ပြောင်းပြီးပို့ထားတာစစ်တပ်ဘက်ကဝင်ကူပြီးအေအေကိုတိုက်ဖို့လားတရုတ်စီမံကိန်းတွေအတွက်လုံခြုံရ င်းယူဖို့လာတာလားသိကြမပြောနိုင်သေးဘူး စနိုက်ပါသမားတွေလည်းပါရင်လူတရင်ထွက်နေတယ်လို့ပြောပါရတယ်။သူတို့ကိုကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်းချီဆိုင်တညောင်ရီရေတပ်ဌာနချုပ်နီးမှာအရခတက်တော် A နဲ့စကောက်စီတို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားလာပြီးရဲ့နောက်ဖေဖော်ဝါရီနောက်ဆုံးပတ်ကကြောက်ဖြူကိုလေကြောင်းကတဆင်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရတယ်။ဖေဖော်ဝါရီ29ရက်နေ့ကရန်ကုန်လေစိတ်ကနေတဆင်ကြောက်ဖြူကိုတရုတ်ကြီးစာ25ရက်ကိုပို့ဆောင်ခဲ့တယ်လို့စကောက်စီနဲ့နီးစပ်တဲ့အတိုင်းဝိုင်းကိုကိုကပြီးတရင်မှာဖော်ပြထားပါရတယ်။ဆက်လက်ပြီးစကောက်စီတပ်ဖွဲ့ဝင်18ဦးတင်ဆောင်ခဲ့ပြီးစကား ီကိုမီရှိုနိုင်ငံကလက်နက်နဲ့ခရင်အများပြားရရှိခဲ့တဲ့မုံရွာမန္တလေးလမ်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့တဲ့မုံရွာမန္တလေးလမ်းပိုင်းတိုက်ပွဲမှာစစ်တပ်ကခီးတယ်များနဲ့ခီးတယ်တင်ကားကိုတစားကန်လုပ်ပြီးတိုက်ခိုက်ခဲ့မှုကြောင့်ကလင်းငယ်တအုပ်ပါဝင်ခီးတယ်သုံးဦးသေဆုံးခဲ့ရကြောင်းချုံမိုင်မန်းရင်းမပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါရယ်။မလလီရနေညနေ3:30မိနစ်ချိန်မုံရွာမြို့ရင်းမှာထွက်လာတဲ့တံပြားကကစစ်ကား20ကိုမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာမဟာမ ိတ်တော်လိုင်းတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့တံပြားကကျမ်းမာကားကိုမိုင်းဆွဲတိုက်ခိုက်ရာအဆိုပါကားမှထွန်းရက်သွားပြီးကျမ်းစစ်ကားတစ်စီးမှလည်းလက်နက်ခဲယံငယ်များနဲ့ပြစ်ခတ်ခြင်းပြသခဲ့ကြောင်းအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးရနောက်တိုက်ပွဲအတွင်းချောင်းမြို့နယ်စိုက်ကွင်းရုံးနဲ့မြပလိုင်းစစ်တပ်အထိုင်စခန်းက120မမလက်နက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့ကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှအင်ဂျင်တပ်လေဒီများနဲ့လေကြောင်းပြစ်ကူပေးခဲ့ကြောင်းသိရပါတယ်တိုက်ပွဲအတွင်းဒုတိယဗိုလ်တော်ဦးပါဝင်း18ဦးတင်ဆောင်ပြီးတော်လိုင်းတပ်ပေါင်းစုဘက်မှလည်းရဲဘော် ော်တုံးတရားရရှိကြောင်းစစ်ကား၂စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး ME1 လေးလက် ME3 တလက် ME11 3လက် G3 တလက် G1 တလက်60မမစင်ပြောင်းတလက်40မမစုံလဲတလက်ကြီးပေါမျိုးစုံ22ပေါင်ရရှိခဲ့ကြောင်းသိရပါတယ်။အဆိုမှတိုက်ပွဲတွင်စစ်ကူစစ်သားများကခီးတဲ့တင်ကားများနဲ့လိုက်ပါပြီးခီးတဲ့များကိုတစားကန်ဖြင့်တိုက်ပွဲတွင်အသုံးပြုခဲ့ကြောင်းတွန်လိုင်းတက်များကခဲထုတ်ခဲ့တဲ့ခီးတဲ့များနဲ့မှခီးတဲ့သုံးမှစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတိုက်ဆုံခဲ့ကြောင်းသိရပါတယ်။တိုက်ဆုံခဲ့ တဲ့အရက်သားတွေကတက်ကတစားကန်လောက်တာပါစစ်သားတွေကခီးတဲ့တင်ကားတွေနဲ့လိုက်လာတယ်ကျွန်တော်တို့ကခီးတဲ့တင်ကားတွေပေါ်မှာတက်စစ်ပြီးပြည်သူတွေကိုတွေ့လို့ကဲထုံလာတာအဲ့ဒီချိန်မှာမြပလင်းအထိုင်းစခန်းကနေလက်နက်ကြီးတွေနဲ့ပြတ်တဲ့အဲ့ဒီမှာထိမှန်တိဆုံကုန်နေဂျန်နဲ့ခီးတဲ့အရက်သားတချို့ကိုကားပေါ်ကနေတိုက်ပွဲအိန္ဒိယပြင်ပတ်ကိုထုတ်ပြခဲ့တယ်လို့ချုံမိုင်မိုင်ရှင်းမဲ့ပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတောက်ကပြောပါတယ် စတန်ရဲ့ပြစ်ခတ်မှုကြောင့်တည်ဆောက်သူပြည်သူသုံးဦးမှာအသက်50ကျော်အရွယ်မျိုးသမီးတအုပ်နဲ့မုံရွာမျိုးမှာအသက်28နှစ်အရွယ်မေတရပီဦးနဲ့အသက်3နှစ်အရွယ်မက်ခီယန်ထတ်တို့ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။